ားလုံးမင်္ဂလာပါအားလုံးနဲ့ပြန်လည်ပြီးတော့ဆုံတွေ့ခွင့်ပေးတဲ့ဖျားတခဲကျေးဇူးတော်ကိုချီးမွမ်းတဲ့ ကျွန်တော်တို့အသက်တာထဲမှာနေ့တိုင်းမှာဖျားကောင်းမြခြင်းတွေဖျားအလုတ်လုတ်ခြင်းတွေနမိတ်လက္ခဏာတွေခံစားနေရတယ်အားလုံးလည်းအဲ့ဒီတိုင်းခံစားရမယ်လို့ထူးယုံကြည်တယ်ဒီနေ့မှာကျွန်မပြောချင်တဲ့နှုတ်ကပတ်တော်ကတော့အကောင်းစင်ကဘာလဲဆိုရင်ကြီးထွားရမယ့်အရာနှစ်ခုကျွန်တော်တို့ကြီးထွားရမယ့်အရာအများကြီးရှိတဲ့ထဲကနေဒီနေ့မှာနှစ်ခုကိုကျွန်မပြောချင်တာဖြစ်ပါတယ်အဲ့ထဲမှာမှာပထမအနေနဲ့ကျွန်မပြောချင်တဲ့အရာကတော့ဘာလဲဆိုဖျားသခင်နဲ့အကျွမ်းဝင်ခြင်းဖျားသခင်နဲ့ ရင်းနှီးခြင်းကိုကျမတို့ကြီးထွားဖို့ရန်တော်လိုအပ်တယ်ကျမတို့ဘယ်လိုဖះကြောင်းသွားရမလဲကျမတို့အသက်တာထဲမှာဘယ်လိုကျန်းစာဖတ်ရမလို့စူတောင်းရမလဲကျမတို့အသက်တာထဲမှာဘယ်လိုရှောက်လှမ်းရမလဲတိဒါမဲ့ကျမတို့တစ်ခါတလေကျန်အတိနဲ့ပဲ အသက်ရှင်တာမဟုတ်ဘဲနဲ့ကြီးထွားဖို့ရန်အတွက်လိုအပ်တာဖြစ်ပါတယ်။ကျမတို့ကြီးထွားဖို့ရန်အတွက်လည်းကျမတို့ပြင်ဆင်ဖို့ရန်အတွက်လိုအပ်တယ်။ကျမတို့အတ္တအထက်မှာကြီးထွားခြင်းနဲ့ဆန္ဒလည်းကျမတို့ရှိဖို့ရန်အတွက်လိုအပ်တယ်။ယောမဝတ်ထုခန်းကြီး20နှစ်အငယ်21မှာဖယားသခင်နဲ့အကျွမ်းဝင်၍မိတ္တဟာယဖွဲ့လို့ထူထူပြုမှကောင်းစားခြင်းသို့ရောက်ရလိမ့်မည်။ဟာလေလုယာဆိုတော့နော်ကျမတို့စာမီကျမ်းထဲမှာဆိုဘာပြောလဲဆိုဖယားသခင်နဲ့အကျွမ်းဝင်ရင်တင့်မြတ်အောင်နေလို့ကျမတို့ ကြီးထွားဖို့ရန်အတွက်ကြီးထွားဖို့ရန်အတွက်ပြောတဲ့အခါမှာ ကျွန်တော်တို့အသက်တာထဲမှာဖယားနဲ့တင့်မြတ်ခြင်းအတင့်မြတ်တယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့တစ်ခါတလေကြရင်ဖယားဆန္ဒအတိုင်းအသက်မရှင်မဲနဲ့ဖယားအလိုဆန္ဒအတိုင်းဖယားဖြစ်စီခြင်းနဲ့အသက်မရှင်မဲနဲ့ကိုဖြစ်စီခြင်းနဲ့ကိုဖြစ်ခြင်းနဲ့အတိုင်းကိုလုတ်ခြင်းနဲ့အတိုင်းအသက်ရှင်နေဒါတင့်မြတ်တယ်လို့မခေါ်ဘူးဖြစ်တယ် ဖယားသခင်နဲ့ကျမတို့နေ့တိုင်းတင့်မြတ်အောင်နေဖို့ရန်တော်လိုအပ်လာဖြစ်တဲ့တချို့သောအရာတွေကဘာကြောင့်မလို့ကျမတို့အသက်တာထဲမှာဆုံးရှုံးမှုတွေဖြစ်လဲကျမတို့အသက်တာထဲမှာပြဿနာတွေကျမတို့အသက်တာထဲမှာအမျိုးမျိုးသောအရာတွေရင်ဆိုင်နေရလဲဆိုဖယားနဲ့မတင့်မြတ်ခြင်းကနေလာတဲ့အရာလဲဖြစ်နိုင်တယ်ဆိုတော့ကျမတို့ဒီနေ့မှာပြန်ပြီးတော့ပြောပြချင်တာဖြစ်တယ်ဖယားနဲ့ကျမတို့နေ့တိုင်းတင့်မြတ်အောင်နေဖို့ရန်တော်လွားတယ်ဖခင်နဲ့အမြဲတမ်းသဘောတူညီမှုရှိဖို့ရန်တော်လွားတယ်ဥပမာ ကျမတို့အာ အင်ထောင်တစ်ခုမှာတော့မနော်မိမနဲ့ယောက်ျားနှစ်ယောက်စလုံးကသဘောမတူဘူးဆိုရင်အချို့တော့အရာမှာပြဿနာရှိနိုင်တယ်ရန်ဖြစ်နိုင်တယ် တဘောမတူတဲ့ခါမှာဘာဖြစ်လဲဆိုတော့အတူခရီးသွားလို့မရအောင်တဘောမတူတဲ့ခါမှာအတူလှုပ်ဆောင်လို့မရအောင်ဖြစ်တယ်။ဒီလိုမျိုးပဲကျမတို့အသက်တာထဲမှာဖယားနဲ့တဘောတူညီဖို့ရန်တော်လိုအပ်တာဖြစ်တယ်။ကြီးထွားရမယ့်အရာနေ့တိုင်းမှာကျမတို့ဖယားနဲ့ agree လုပ်ဖို့ရန်တော်လိုအပ်တယ်။ဖယားနဲ့တဘောတူညီဖို့ရန်တော်ဒီနေ့ကျမတို့တခုခုလှုပ်တော့မယ်။တခုခုသွားတော့တနည်းအားသွားတော့မယ်။တခုခုလှုပ်တော့မယ်ဆိုဖယားကဖယားနဲ့ကျမတို့တဘောတူညီမှုရှိရလားဆိုတော့ကျမတို့ပြန်ဆန်းစစ်ဖို့ရန်တော်လိုအပ်တယ်။ဖယားနဲ့တဘောတူညီမှုရပြီးတော့သွားတော့ ော်သူလှုပ်ဆောင်တော်သူတွေဖြစ်ဖို့ရန်တွက်လွတ်ကျမတို့ခုနကျမပြောသလိုပဲဖခင်ကြောင့်တွားတဲ့အချိန်တော့ကျမတို့တည်တယ်ဖခင်ကြောင့်အဲ့လောက်ပဲမဟုတ်ပဲနဲ့ကျမတို့အသက်တာအထဲမှာနေစဉ်ရှောက်လန်းတဲ့အသက်တာအထဲမှာဖခင်နဲ့သဘောတူညီပြီးတော့ဖခင်နဲ့တင့်မြတ်အောင်ကျမတို့အသက်ရှင်ရှောက်လန်းဖို့ရန်တွက်လွတ်အပ်တာဖြစ်တဲ့ဟာလေလုယကျမတို့ကိုဖခင်သခင်ကနေ့တိုင်းမှာသူနဲ့တင့်မြတ်ပြီးတော့ သူ့အစီကနေလာတဲ့ကောင်းချီးမင်္ဂလာအလုံးစုံကိုဖခင်ကကျမတို့ကိုပေးချင်တာဖြစ်တယ်။ဒီအောက်ပိုင်းမှာကျမတို့အငယ်27ရဲ့အောက်ပိုင်းကိုကျမတို့ကြည့်တဲ့အခါမှာဖခင်နဲ့ကျမတို့ကျွမ်းဝင်ပြီးတော့မိသားယာဖွဲ့တယ်ဖခင်နဲ့ရင်းနှီးအောင်နေတယ်ဆိုကျမတို့ဘက်ကနေလည်းကောင်းချီးတွေခံစားရရမယ့်အရာတွေအများရှိတာဖြစ်တယ်။ကျမတို့ကိုဖခင်ကပြန်လှည့်ပြီးတော့ပေးမဲ့ကောင်းချီးမင်္ဂလာလည်းအများရှိတာဖြစ်တယ်။ဒါပေမဲ့ကျမတို့တစ်ခါတည်းကျန်ကိုစိတ်ကြိုက်ကိုအလိုဆန္ဒနဲ့တရှင်တဲ့အခါမှာဘာဖြစ်လဲဆိုရာတင်တလို့ကျမတို့ အချိန်တိုအတွင်းမှာကျွန်မတို့ခံစားရမယ့်အရာတွေမခံစားရတော့မနေစူးစားပြီးတော့ယုံကံပြီးတော့ရှာနေရ။ဘာကြောင့်လဲဆိုဖယားနဲ့သဘောတူညီမှုမလို့လို့ဖယားနဲ့ကျွန်မတို့ agree မလို့လို့ဖယားနဲ့ကျွန်မတို့တင့်မြတ်အောင်မနေချင်းရဲ့ရအလက်တွေဖြစ်တယ်။ဒါကြောင့်မို့ဒီနေ့မှာကျွန်တော်တို့ကြီးထွားရမယ့်အရာမှာဖယားနဲ့ကျွန်တော်တို့တင့်မြတ်အောင်နေဖို့ရန်တွက်လို့ရတယ်။နေ့တိုင်းမှာကျွန်တော်တို့ဖယားနဲ့သဘောတူညီမှုရှိဖို့ရန်တွက်လို့ရတယ်။နောက်တစ်ခုကပါလဲဆိုကျွန်တော်တို့အမြဲတမ်း ကျမတို့ဖယားကိုဆမစ်လုပ်ဖို့ရန်တော်လို့ရတယ်။နေ့တိုင်းမှာကျမတို့ဖယားကိုအမြဲတမ်းစက္ကန့်အနှံချင်းရှိဖို့ရန်တော်လို့ရတယ်။တခုခုလုံတော့မယ်တခုခုသွားတော့မယ်တနည်းအားသွားတော့မယ်တခုလုံတော့မယ်တခုပေးတော့မယ်ကျမတို့စက္ကန့်အနှံဖို့ရန်တော်လို့ရတယ်။ကျမတို့ရဲ့အလိုဆန္ဒအတိုင်းကျမတို့ဆုံးဖြတ်ချက်အတိုင်းကျမတို့လုပ်တဲ့သူတွေမဖြစ်ဖို့ရန်တော်လို့ရတယ်။ဖယားစီမစက္ကန့်အနံပြီးတော့သွားမယ်ဆိုရင်ဖယားကကျန်တာအားလုံးတာဝန်ယူမှာဖြစ်တယ်ကျမတို့အသက်တာအแทမှာ မဆုံးရှုံးချင်မှုဆိုတော့ကျွန်တော်တို့ဘာပဲလှုပ်လှုပ်ပဲအရာပဲတော်တော်ပဲနေရာပဲတော်တော်ကျွန်တော်တို့စကတ်အနန်ချင်းနဲ့ကျွန်တော်တို့တော်ဖို့ရန်တွက်လွတ်အဲ့ဒါကကျွန်မတို့ကိုဖရားက now the sit အောင်မြင်ချင်းကောင်းချင်းမင်္ဂလာလမ်းထက်ကိုပို့ဆောင်ပေးလို့ရတဲ့အသက်တာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကြီးထွားခြင်းထဲမှာဒီအရာဖရားနဲ့အကျွမ်းဝင်ခြင်းဖရားနဲ့တင့်မြတ်အောင်နေခြင်းနေ့တိုင်းမှာကျွန်မတို့ဖရားနဲ့သဘောတူညီပြီးတော့အသက်ရှင်မယ်ဆိုရင်ကျွန်မတို့ဟာဒီခတ်ထဲကအကောင်းချင်းမင်္ဂလာလိုမျိုးပဲရှင် ကိုမြင်မှုန့်ခဲ့သူ၎င်းအော်ဖြရရွှေကိုမျက်နှာရှိသောကြောက်စီခဲ့သူ၎င်းတူထားရလိမ့်မည်ထိုအခါအနန္တတကုရှင်နှင့်တင်၌ရွှေရတနာတင်သုံးရသောငွေဘာနာဖြစ်တော်မူလိမ့်မည်တင်းဒီအနန္တတကုရှင်၌မွေလျော်၍ဖရာသခင်ကိုဖိုးမျော်ရသောအခွင့်ရှိလိမ့်မည်တင်းစုတောင်းသောအခါနားထောင်တော်မူမည်သစ္စာကတိထားသည့်အတိုင်းသစ္စာဝဖြစ်ရသောအခွင့်ရှိလိမ့်မည် တင်ဂျင်စီသောအဂျင်စီဒီထမြောက်၍တင်တော်သောလမ်း၌ရောင်းချီထွန်းလိုက်မည်ဟာလေလုယာကျမတို့ကိုဖခင်ကအဲ့ဒီလူမျိုးဖြစ်စေချင်တာဖြစ်တဲ့ဒါကြောင့်မလို့ကျမတို့အသက်တာထဲမှာအတွေးခေါ်ပိုင်းဆိုင်ရာမှာကျမတို့ရဲ့စိတ်နှလုံးပိုင်းဆိုင်ရာမှာဖခင်ရဲ့ထိန်ချုပ်ချက်ဖခင်နဲ့သဘောတူညီချက်ဖခင်ရဲ့ ုတ်ဆိုးချင်းအောင်မှာအသက်ရှင်ရှောင်လာတဲ့သူတယောက်အနေနဲ့ဘုရားတခင်အသက်ရှင်စေချင်တာဖြစ်တယ်။အဲ့ဒါဆိုတော့ခုနကျွန်မဖတ်သွားတဲ့ဒီကျမ်းစာထဲကကောင်းချီးမင်္ဂလာတွေကျွန်မတို့အသက်တာထဲမှာခံစားရမှာဖြစ်တယ်။အာမင်ကျွန်မတို့ရှာနိုင်ငံတော်နဲ့ဖြောင့်မတ်ချင်းတရားကိုရှိဦးဆိုတာရှာတဲ့သူကဒီအရာတွေ နောက်မှထပ်ရထွေရကိုထပ်ရပေးတော်မူလက်တပြောတဲ့အတိုင်းကျမတို့လိုအပ်တဲ့အရာတွေကျမတို့လိုချင်တဲ့အရာအရင်ရှာတဲ့သူမဟုတ်ဘဲနဲ့ဖယားရဲ့အလိုတော်ကိုအရင်ရှာတဲ့သူဖယားနဲ့အကျွမ်းဝင်ချက်ဖယားအလိုတော်လမ်းထဲမှာရှောက်လှမ်းတဲ့သူအဲ့ဒီအရာကိုကျမတို့အရင်ကြီးထွားအောင်လုပ်တယ်ဆိုရင်တော့ကျမတို့ကျန်တဲ့အရာထပ်ရဖယားပေးမှာဖြစ်တယ်အာမင်ကျမတို့လိုအပ်တာတဲ့ကျမတို့ဆုတောင်းလဲဖယားကအကုန်ခုနကနော်ဖတ်သွားတဲ့အတိုင်းဆုတောင်းတော့ဖယားနားထောင်မယ်အကျန် တိုင်းကြံစီတဲ့အကြံစီတိုင်းနဲ့အောင်မြင်ထမြောက်ရတဲ့ခွင့်ကိုရရှိမှာဖြစ်တယ်။ဟာလေလုယာကျမတို့ကြီးထွားတာနဲ့အမြ၊ဖယားနဲ့အကျွမ်းဝင်ခြင်း၊ဖယားနဲ့သဘောတူငင်ခြင်း၊ဖယားနဲ့တင့်မြောက်ကျမတို့နေခြင်းကကျမတို့အတ္တတဲမှာအရာရာမှာအကြံထမြောက်အောင်မြင်ဖို့ရန်အတွက်ဖြစ်လာလိမ့်မယ်။အာမင်။ဒါကြောင့်မို့ကျွန်တော်တို့အသက်တာထဲမှာဖယားတခင်ကအဲ့ဒီလူမျိုးအသက်တာနဲ့ဖယားအသက်ရှင်စေချင်တာဖြစ်တယ်။ဒုတိယအနေနဲ့ဂျေဇုတော်ထဲမှာကြီးထွားခြင်း hallelujah ဆိုတော့ကျွန်မတို့ကျမ်းစာတစ်ပိုက်ဖတ်ဆီခြင်း ਨੇ ယောမအခန်းကြီး3အငယ်24ယေရှုခရစ်ရွေးနှုတ်တော်မူသောအဖြစ်အဖို့ကိုမပေးဘဲဖျားသခင်ဂျေဇုတော်ကြောင့်ဖြောင့်မတ်ရာသူရောက်ရ၏ဂျေဇုတော်ကြောင့်ဖြောင့်မတ်ရာသူရောက်ရ၏ဂျေဇုတော်ကြောင့်ကြောင့်ဖြောင့်မတ်ရာသူရောက်ရတယ်ကျမတို့ကြိုးစားမှုနဲ့ဖြောင့်မတ်ရတာမဟုတ်ကျမတို့လုံနိုင်ခြင်းကြောင့်ကျမတို့ရတတ်နိုင်ခြင်းကြောင့်ကျမတို့က ကြောင့်မတဲ့သူမဟုတ်ယေရှုခရစ်တော်လှုပ်ပေးတဲ့ကျမတို့တခုမှလှုပ်ဆံမလို့ကျမတို့ယေရှုခရစ်တော်အပြင်ဖြောင်းမတ်ရာသို့ရောက်ခွင့်ရတာဖြစ်တယ်။ဒါကြောင့်မို့ကျမတို့ကြိုးစားနိုင်လို့ကောင်းနိုင်လို့မဟုတ်ပါတခါတလေကျန်မိမိကိုယ်ကိုအပြစ်တင်မြစ်တက်ဒါဂျေဇုတော်ထဲမှာမကြီးထွားတဲ့သူရဲ့လက္ခဏာဖြစ်တယ်။ကျမတို့ဂျေဇုတော်ထဲမှာကြီးထွားတဲ့သူကဖယားရှိမှကျမတို့ဖြောင်းမတ်တဲ့သူဖြစ်တယ် ဲ့ဒီအရာကိုတည်ပြီးတော့နေ့တိုင်းမှာကျေးဇူးတော်ချီးမွမ်းပြီးတော့အသက်ရှင်နိုင်မှာဖြစ်တယ်။မိမိကိုကိုအပြစ်မတင်ဘူးဖခင်ကိုလည်းအပြစ်မတင်ဘူးဘေးကလူတွေလည်းအပြစ်မတင်တော့ဖြစ်တယ်။ဂျုံရတဲ့အရာလှုပ်ဆောင်ရတဲ့အရာခတ်သိမ်းမှာဖခင်ရဲ့လက်တော်ထဲမှာဖြစ်တယ်ဆိုတော့ကိုနားလေသဘောပေါက်ပြီးတော့အဲ့ထဲမှာကြီးထွားရှင်တန်နေတာဖြစ်တယ်။မြေရန်နေတိုင်းလွမြောက်နေနေတိုင်းဝမ်းမြောက်နေနေတိုင်းကောင်းချီးခံစားရတယ်။ကောင်းချီးလို့ပြောတဲ့အခါမှာမြင်ရတဲ့အရာလည်းရှိသလိုမမြင်ရတဲ့နေပယ်ထဲကကိုယ်စိတ်ပိုင်းဆိုင်ရာဝိညာဉ်ပိုင်းဆိုင်ရာကောင်းချီးလည်းအထူးပဲလိုအပ်တာဖြစ်နေတယ်။ အာမင်ဆိုတော့ကျွန်မတို့ကနေ့တိုင်းမိမိကိုကိုအပြစ်တင်တဲ့သူကဘလို့လိုမျိုးလဲဆိုဖယားရဲ့ဂျေဇုတော်ကိုနားမလဲတဲ့သူဂျေဇုတော်ထဲမှာအသက်မရှင်တဲ့သူဂျေဇုတော်ကို ကြီးစိုးတော်ထဲမှာမကြီးထွားတဲ့သူကမိမိကိုကိုအမြဲတမ်းအပြစ်တင်မိတတ်တာဖြစ်တယ်မိမိကိုကိုအမြဲတမ်းအပြစ်တင်ခြင်းတွေကနေလွတ်မြောက်တော်သူဖြစ်ပါစေကြီးစိုးတော်ထဲမှာကြီးထွားတယ်ဆိုရင်မိမိကိုကိုအပြစ်တင်ခြင်းတွေကနေလည်းလွတ်မြောက်ပဲဘေးကလူတွေကိုလည်းအပြစ်မတင်တော့ကိုယ့်ရဲ့တထေးတွေကိုလည်းအပြစ်မတင်တော့ဘူးကိုယ့်ရဲ့အိမ်ထောင်မိသားစုတွေကိုယ့်ရဲ့ငွေကိုမောင်နှမတွေကိုယ့်ရဲ့ဆွေမျိုးတိုင်းဝိုင်းတွေအပြစ်မတင်တော့ဖြစ်တယ်ဟာလေလုယာနောက်တစ်ချက်ကတစ်ကော့အခန်းကြီး၅အငယ်၁၀မှာ ို့တော်လေဖျားသခင်ကြီးစိုးတော်အားဖြင့်တာငါသည်ငါဖြစ်သည့်အတိုင်းငါဖြစ်သည့်ငါခံရသောကြီးစိုးတော်ကိုလည်းအကျိုးမဲ့ခံရသည်မဟုတ်အခြားသောတမန်တော်အပေါင်းတို့ထက်ငါသည်တာ၍ကြိုးစားခြင်းကိုပြု၏ထို့သို့ဆိုတော်လေငါကြိုးစားသည်မဟုတ်ငါနှင့်အတူဖျားသခင်ကြီးစိုးတော်သည်ကြိုးစားတော်မူ၏ဟာလေလုယာရှင်ပေါလုကကြီးစိုးတော်ထဲမှာကြီးထွားနေတာကိုကျမတို့မြင်တွေ့ရတာ ဖြစ်တယ်သူကပြောင်းလဲတဲ့အရာကတော့နောက်ဆုံးမှတမန်တော်ရီပေတရုထက်တော်မှာ တို့ထက်တောင်မှနောက်ကျပြီးတော့ပြောင်းလဲတဲ့သူပါဒါပေမဲ့ तू ကဂျေဆုတော်အแทမှာဘလို့ကြီးထွားရမလဲဂျေဆုတော်နဲ့ဘလို့ရှောက်လှမ်းရမလဲဆိုတော့ तू ကောင်းကောင်းသိတာဖြစ်တယ် तू စူးစားတဲ့အရာတွေအားလုံးကလည်းဂျေဆုတော်နဲ့ तू စူးစားတယ်လို့ကျမတို့ခုနဖတ်သွားတဲ့အတိုင်းကျမတို့ ပေါလုကတော့အနောက်ကျဆုံးပြောင်းလဲပေမဲ့အရှိဆုံးမှပြန်ရောက်တယ်လို့ပဲဒီနေ့မှာဂျေဆုတော်ထဲမှာကျွန်တော်တို့ကြီးထွားမယ်ဂျေဆုတော်ကိုနားလည်မယ်ဆိုရင်ကျွန်တော်တို့အသက်တာထဲမှာအရာရာမှာနောက်ကျတယ်ကြံခဲ့တယ်လို့တင်ထင်ပေမဲ့ရှေ့ဆုံးမှပြန်ရောက်လာမှာဖြစ်တယ်။တကယ်အသက်တာထဲမှာကောင်းကြီးတွေတကယ်ဖရာအုံပြုတဲ့အရာအစသဖြင့်အမျိုးမျိုးတော့အရာနောက်ကျတယ်အယံကိုဟိုနောက်ကျတယ်လို့ခံစားရတဲ့အရာထက်ကနေရှေ့ဆုံးကိုဖရာပြန်ပို့ဆောင်ပေးမှာဖြစ်တယ်။ ဒါကြောင့်မို့ဂျေဇုတော်ထဲမှာကြီးထွားတဲ့သူကနောက်ကျပေမဲ့အရှိဆုံးကိုပြန်ရောက်လာတာဖြစ်တယ်။ဂျေဇုတော်ထဲမှာကြီးထွားတဲ့သူကမိမိကိုယ်ကိုအပြစ်မတင်တော့ပေါလုကငါဖြစ်တဲ့အတိုင်းငါဖြစ်တယ်။သူများနဲ့လည်းသူမိုင်းရှင်မှုဖြစ်တယ်။သူ့ကိုယ်သူသူများနဲ့လည်းမနှိုင်းရှင်မှုဖြစ်တယ်။ဒါအရေးကြီးတာဖြစ်တယ်။ကျွန်တော်တို့တစ်ခါတလေကျန်သူများနဲ့နှိုင်းရှင်ပြီးတော့အော်ငါကဒီအရာမရှိဘူးဒီဟာမလောက်တတ်ဘူးဒီဟာမလုံနိုင်ဘူး။သူကကြတော့လုံနိုင်တယ်နှိုင်းရှင်နဲ့မှဖြစ်လဲစိတ်တကြပြီးတော့ဖျားမို့တော့ထဲတော့ဖျားเจ้าတော့မလာချင်တဲ့သူလည်းအများကြီးပဲ။ ဟာသူများတွေကကြွေဝတယ်ချမ်းသာတယ်သူများတွေကလုံနိုင်တယ်သူများတွေကတက်ကြွတယ်စာငတ်တယ်တောင်းလောင်းတယ်သူများနဲ့နိုင်ရှင်ပြီးတော့ဘာဖြစ်လဲဆိုရင် ကိုကိုကအပြစ်တင်နေငါကတော့အားနေတဲ့သူငါကတော့ဘာမှမလုပ်နိုင်တဲ့သူငါကတော့ဘာမှမတက်နိုင်တဲ့သူအပြစ်တင်ပြီးတော့နောက်ကျချင်ခဲ့တဲ့သူဆုံးရှုံးတဲ့သူတွေအများကြီးပဲမိတ်ဆွေဒီနေမှာကျမတို့အဲ့ထဲမှာမပါသွားဖို့ရတော့လိုအပ်တယ်ကျမတို့ကအမြဲတမ်းကြီးစုတော်ထဲမှာကြီးထွားပြီးတော့နေ့တိုင်းမှာအောင်မြင်တော်သူနေ့တိုင်းမိမိကိုကိုအောင်မြင်တဲ့သူနေ့တိုင်းဖခင်နိုင်ငံတော်ထဲမှာလှုပ်ဆောင်မှုတိုင်းမှာအောင်မြင်တဲ့သူတွေဖြစ်ဖို့ရတော့လိုအပ်တာဖြစ်တယ် ဟာလေလုယာကိုလုံနိုင်လုံလုံကြိုးစားနိုင်လုံလုံတော့မဟုတ်ပါဒါပေမဲ့ကျေးဇူးတော်နဲ့တူတော့ကျွန်တော်တို့ကြိုးစားဖို့ရန်တော်လိုအပ်တယ်ဖခင်ရဲ့ကျေးဇူးတော်ဆိုတာကလုတ်ပေးတဲ့အရာတဆွမ်းနိုင်တဲ့တဆွမ်းနိုင်ခြင်းကိုသူပေးတဲ့အရာ ဖြစ်တယ်ကျွန်မအသက်တာအထဲမှာဒီအရာကျေးဇူးတော်နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့နားလေသဘောပေါက်တဲ့အရာကျွန်တော် အေဝံဂေလိတရားကြောင့်နော်အကျွန်တော်တို့အသင်းတော်မှာကျွန်တော်တို့ရဲ့ကျွန်တော်တို့ကိုနော်ဒီလိုမျိုးအဖန်စီခံရတဲ့ခါမှာထောင်ထဲမှာ25ရက်ကြာနေခဲ့ရအဲ့ချိန်မှာကျွန်မဘာမှလုံးလုံးမရဘူးဘာမှလည်းမလုံနိုင်ဘာမှလည်းမတတ်နိုင်ဖုန်းပြောလို့လည်းမရကဘာတစ်ခုလုံးနဲ့လောကကြီးနဲ့ဆက်သွယ်ဖြစ်ခံရတဲ့ချိန်ဖြစ်တယ်ဒါမဲ့အဲ့ချိန်မှာကျွန်မဘာမှမလုံနိုင်ပြင်ဘာမှမလုံ လုတ်လုတ်လည်းမရပြီမဲ့ကျမအနောက်ကနေကျမတို့ရဲ့ဝိငင်မြင့်ခင်ကျမတို့ရဲ့တင်းအုပ်ဆယ်မဆမစာရာအီကလုတ်ဆောင်ပေးနေတာဖြစ်တယ်။အဲဒီလုတ်ဆောင်ပေးတဲ့အရာကကျမတို့ဆော့ဆော့လွတ်ဖို့ရန်တော်ဖြစ်လာတယ်။ပြောမယ်ဆိုတော့ကြီးစိုးတော်ဆိုတာကမလုံနိုင်တဲ့ချိန်မတက်နိုင်တဲ့ချိန်မှာအားလုံးလုတ်ဆောင်ပေးသွားတာဖြစ်တယ်။လမ်းတွေတကားတွေအားလုံးကိုဖွင့်ပေးတဲ့နော်ကျမတို့ကိုဒါကျမပူပြီးတော့နားလေသဘောပေါက်လာတယ်။အော်ကျမဘာမှမလုံနိုင်တဲ့ချိန်မှာဖယားက လှုပ်ဆောင်ပေးတယ်။ဝိညာဉ်ကောင်းဆောင်တွေကကျွန်မအတွက်လှုပ်ဆောင်ပေးတယ်။အနောက်ကနေအတင်းတော်ကနေလှုပ်ဆောင်ပေးနေတယ်။အဲ့ဒီအရာကဘာဖြစ်လဲကျွန်မချုံနှောင်ချင်းတဲကနေစောစောပြန်လွတ်မြောက်ဖို့ရန်တွေ့ဖြစ်လာ။တချို့ယွမ်ကတ်ရှိတဲ့သူတွေအများကြီးပဲထောင်ထဲမှာကျွန်မတို့ကြားတဲ့ထောင်မှာလဲယွမ်ကတ်ရှိတဲ့သူအများကြီးပဲနှစ်နဲ့ချီနှစ်နဲ့သုံးနှစ်လောက်ထောင်ကျတဲ့သူတွေရှိတယ်သူတို့အခုချိန်ထိမလွတ်ဘူး။ဖားချောင်လေဆိုလှုပ်ဆောင်ပေးတဲ့သူအနောက်ကနေလှုပ်ပေးတဲ့သူမရှိတဲ့ခါမှာ မလွတ်နိုင်ဖြစ်တယ်ကျမတို့နောက်ကနေလှုပ်ဆောင်ပေးတဲ့သူရှိတဲ့အခါလိုက်ပေးတဲ့အခါမှာဘာဖြစ်လဲဆိုအကောင်းဆုံးကျမတို့အမြင့်ဆုံးနဲ့လွတ်နိုင်တာဖြစ်တယ်ဘာမှမလုံနိုင်ပြီမဲ့ဘာမှမလုလုလို့မရပြီမဲ့ကျမတို့ဝိငင်ကောင်းဆောင်လှုပ်ဆောင်ပေးတဲ့အခါမှာကျမတို့လွတ်မြောက်တာဖြစ်တယ်ဒီလိုမျိုးပဲဖခင်ကြီးစွာတော်ကကျမတို့တစ်ခါတလေကြာအားနည်းဆုံးသောအချိန် အားငယ်ဆုံးသောချိန်ဘာမှမလုပ်နိုင်ဘူးဘာမှမတတ်နိုင်ဘူးလို့ကံခါကိုခံစားရတဲ့ချိန်မှာဖခင်ရဲ့ကြီးစိုးတော်ကကျမတို့ကိုလှောက်ဆောင်ပေးသွားမှာဖြစ်တယ်။အဲ့ဒီအရာကကြီးမားသောဆုံးရှုံးမှုထဲကနေကြီးမားသောချုံနောင်မှုထဲကနေလွတ်မြောက်ပြီးတော့နောက်တစ်ဆင့်အောင်မြင်ခြင်းလမ်းထက်ကိုပို့ဆောင်ပေးနိုင်တဲ့အရာဖြစ်တယ်။ အာမင်ဖခင်ကြီးစိုးတော့2025ကျမတို့အခုဆိုရင် match လာရောက်ပြီဖခင်ကြီးစိုးတော့ကိုပူနားလေပြီးတော့ကြီးစိုးတော့အထဲမှာပူပြီးတော့ကြီးထွားလိုက်သူအသက်တာနဲ့အသက်ရှင်ပွဲကျမတို့ကြိုးစားနိုင်လို့ဆူတောင်းနိုင်လို့လှုပ်ဆောင်နိုင်လို့လို့သွားနိုင်လို့လို့ကျမတို့အဲ့ချိန်ကဘာမှမလုပ်နိုင်အောင်ဘာမှလည်းမဆက်ကနိုင်ဘာမှလည်း မတော်နိုင်မှုဖြစ်တယ်ဒါပေမဲ့ဂျေဆိုးတော်ကလှုပ်ဆောင်ပေးတယ်ဝိညာဉ်ကောင်းဆောင်လှုပ်ဆောင်ပေးဒီလိုမျိုးပဲကျမတို့တခါတည်းကျအယံဆူတောင်းနိုင်လို့လို့အယံလုံးနိုင်လို့လို့အယံပေးကနိုင်လို့လို့မဟုတ်ပါဖခင်ဂျေဆိုးတော်ကကျမတို့ကိုအားလုံးကိုလှုပ်ဆောင်ပေးသွားတယ်ဆိုတော့ကျမတို့နားလေသဘောပေါက်လေးလေကျမတို့အတ္တဓာတ်ထဲမှာပူပူပြီးတော့မြင့်မားတဲ့နယ်ပယ်ထဲရောက်ပြီးတော့ပူကြီးမားတဲ့အရာပူလုံးနိုင်လေးလေးပူပေးနိုင်လေးလေးပူပြီးတော့တွားနိုင်လေးလေးပဲဖြစ်တယ်ဟာလေလုယာပူပြီးတော့အောင်မြင်လေးခြုံတော်မှုထက်ကနေလွတ်မြောက်လေးလေး ဝင်ငင်ဆိုးရလုံချက်ဒီနေပဲအတိတိတစစ်မတစစ်နေလဲကျွန်တော်တို့အောင်မြင်ကြော်လွှားနိုင်မှာဖြစ်တယ်ပေါ်လို့ကဒါကောင်းကောင်းသိတယ်ဂျေဆုတို့အထဲမှာကြီးထွားတဲ့သူကကြီးမားတဲ့အလုတ်ကိုအမြဲတမ်းလုံနိုင်တာဖြစ်တယ်ဂျေဆုတို့ဒါကြောင့်မလို့ကျွန်တော်တို့ဂျေဆုတို့အထဲမှာအမြဲကြီးထွားဖို့ရရန်တော်လိုအပ်တာဖြစ်တယ်ဂျေဆုတို့ကိုကျွန်တော်တို့နားလေသဘောပေါက်ဖို့ရရန်တော်လိုအပ်တယ်ကိုယ့်ရဲ့ကြိုးစားမှုကြောင့်ကိုယ့်ရဲ့လုံနိုင်လို့မဟုတ်ဖရားဂျေဆုတို့အားလုံးသူလုံဆောင်ပေးသွားတဲ့အရာကိုညှော်လင့်ပြီးတော့အဲ့ဒါကိုတိပြီးတော့ အသက်တာမှာစူးစမ်းမယ်စက်ကပ်မယ်အနာမယ်ဆိုကျမတို့ဒီထက်ပို့ပြီးတော့လုံနိုင်လိမ့်မယ်ဒီထက်ပို့ပြီးတော့အောင်မြင်နိုင်မယ်ဒီထက်ပို့ပြီးတော့ကြွေဝတဲ့အသက်တာဒီထက်ပို့ပြီးတော့ကျမတို့ မြင်ရတဲ့အရာကောင်းချီးမင်္ဂလာတွေများစွာမြင်တွေ့ရမှာဖြစ်တယ်။အာမင်။ဒါကြောင့်မို့ဒီနေ့မှာကျွန်မဒီအချက်နှစ်ချက်လေးကိုကျွန်မပြောပြချင်တာဖြစ်တဲ့ဖယားနဲ့ကျွမ်းဝင်ချင်မှာကျွန်တော်တို့ကြီးထွားဖို့ရန်တွက်လွှားတယ်။ဖယားနဲ့ပို့ပြီးတော့သဘောတူညီဖို့ရန်တွက်လွှားတယ်။ကိုလုတ်ချင်တာပဲမလုတ်ပါနဲ့။ဖယားနဲ့ပို့ပြီးတော့တင့်မြတ်အောင်နေဖို့ရန်တွက်လွှားတယ်။ဂျေဇုရောထဲမှာကျွန်တော်တို့ကြီးထွားဖို့ရန်တွက်လွှားတယ်။ဂျေဇုရောကနောက်ကြဆုံးရောက်နေပြီမြဲအရှိဆုံးကိုတင့်ကိုပူဆောင်ပေးမှာဖြစ်တယ်ဂျေဇုတော်ကကြီးမားတဲ့ဝိညာဉ်ကြီးကနေပယ်ပိတ်ဆို့မှုထဲကနေတင့်ကိုနောက်တစ်ဆင့် အောင်မြင်ခြင်းနေပယ်လမ်းထက်ကိုပို့ဆောင်နိုင်မှာဖြစ်တယ်။ဟာလေလုယာဒီနေ့မှာဒီနှုတ်ကပတော်နဲ့အလုံးကိုခွန်အပိတိုက်တွန်းချင်တာဖြစ်တဲ့အယောက်ချင်းစတိုင်းဖျားကောင်းချီးပေးပါစေ။